အားလုံးပဲမင်္ဂလာပါအားလုံးကိုကျေးဇူးတော်ညကနေပြန်လည်ပြီးတော့ကြိုဆိုရဲအားလုံးပဲဖခင်နှုတ်ကပတ်တော်ကိုဆာငတ်ပြီးတော့ရောက်ရှိလာကြတဲ့ညီကောင်မတစ်ယောက်ချင်းစီတိုင်းပေါ်မှာဖခင်အထူးပဲကောင်းချီးပေးပါစေဒီဘက်မှာကျမကိုဖခင်နှိုးဆော်တဲ့ဝိညာဉ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့เนาะကျမတို့တိုက်ပွဲဝင်တဲ့အခါမှာရန်သူရဲ့အကြောင်းကိုကျမတို့သိဖို့လိုပါတယ်ရန်သူက spirit တွေအမျိုးမျိုးနဲ့ကျမတို့ကိုတိုက်ခိုက်ဖို့ရန်အတွက်လှုပ်တဲ့အခါမှာကျမတို့က ကိုယ့်ရဲ့ရန်သူကိုကိုမသိဘူးဆိုရင်ကျမတို့ဘလို့တိုက်ရမှန်းသိမှာမဟုတ်ဟိုကိုနဲ့တိုက်တဲ့ရန်သူကဘသူလဲဆိုတာကျမတို့သိဖို့ရန်အတွက်ဘုရားခင်အလိုရှိတယ်အဲ့တော့ဒီဝိညာဉ်တိုက်ပွဲတိုက်တတ်တဲ့လူတွေကျမတို့ကဖြစ်ရဘုရားကကျမတို့ကိုခေါ်တဲ့နေပယ်ကိုကျမတို့ရောက်ဖို့ရန်အတွက်လမ်းမှာအစီးတားတွေရှိရဲ့ကျမတို့ကိုပိတ်ဆို့တဲ့ရန်သူရှိတယ်ကျမတို့ကိုလမ်းလွဲအောင်သွေးဆောင်တဲ့ရန်သူတွေရှိတယ်ကျမတို့ရဲ့ ဖျားခင်ခေါ်ထားတဲ့ခေါ်ခြင်းကိုလှုပ်ဆောင်ပို့ရန်အတွက်အားနေစေတဲ့ယန္တူတွေသွေးဆောင်တဲ့ယန္တူတွေရှိတယ်။ဒါပေမဲ့အဲ့ဒီထဲကနေလွမြောက်ဖို့ရန်ကျမတို့ကဝိညာဉ်တိုက်ပွဲတိုက်နိုင်တဲ့လူတွေဖြစ်ဖို့လိုတယ်။ဒါပေမဲ့ဝိညာဉ်တိုက်ပွဲတိုက်တဲ့အခါမှာကိုယ်နဲ့တိုက်တဲ့ယန္တူကဘလို့အလုတ်လုတ်လေဆိုတာကျမတို့သိဖို့လိုတယ်။အဲ့ဒီထဲမှာဒီနေ့မှာအဲ့ဒီ spirit တွေထဲကနေ spirit တစ်မျိုးဖြစ်တဲ့ familiar spirit ဆိုတဲ့ဒီလူကိုယင်းဤသောဝိညာဉ်ဆိုတဲ့ spirit ဒီ spirit ကကျမတို့လူတယောက်နဲ့တယောက်ယဉ်နီးရဲ့ယဉ်နီးမှုမျိုးနဲ့ယဉ်နီးတာကိုပြောတာမဟုတ်ပါဘူးဒီ spirit ကနတ်ဆို spirit ဖြစ်တယ်ယန်သူစီကနေလာတဲ့ spirit ဖြစ်တယ်ဒါပေမဲ့ तू ဟာလူနဲ့ပတ်သက်ပြီးတော့ယဉ်နီးပြီးလူကိုသိတဲ့ဝိညာဉ်ကိုပြောတာဖြစ်တယ်အဲ့တော့ကျမတို့ဒီဝိညာဉ်ရဲ့တိုက်ခိုက်မှုကိုခံရတဲ့ခါမှာလူတွေတော်တော်များများကကိုယ့်ရဲ့ဘဝတသက်တာထဲမှာ ကိုလုတ်တဲ့ but နော်အချို့သောအရာတွေကကိုယ့်ရဲ့နှစ်သက်တဲ့အရာတွေကိုရန်သူကရိတ်မိပြီးတော့အဲ့ဒီနေရာကနေပြီးတော့သွေးဆောင်မှုတွေလာတယ်အချို့သောသူတွေလည်းဘိုးဘေးတွေကနေပါလာတဲ့ပတ္တန်တွေဘိုးဘေးတွေကနေပါလာတဲ့အလုံးလုံးတဲ့ပုံစံတွေအတိုင်းပဲကိုယ့်ဘဝတက်တာတွေမှာပြန်ဖြစ်တဲ့အရာတွေခံစားရတယ်အမမို့ရင်ကိုယ့်ရဲ့ပဝင်းကျင်ကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့လူမျိုးတွေရဲ့ယဉ်ကျေးမှုသို့မဟုတ်အတွေးခေါ် ဒါမှမဟုတ်ကြဆုံးနေကြအပြစ်သေးမှာပဲပြန်လည်ပြီးရှုံးနေခြင်းစတဲ့အရာတွေကိုဒီလူတွေရဲ့တက်တာတွေမှာမြင်တွေ့ရတာဖြစ်တယ်အဲ့တော့ဘုရားကကျမတို့ကိုဒီယဉ်နီးတဲ့ဝိညာဉ်သေးကနေပြီးတော့လွတ်မြောက်စေခြင်းနဲ့အထူးသဖြင့်ဒီကာလမှာသင်္ဘောတက်တာတွေမှာဘိုးဘေးတွေရဲ့နော်ဖြစ်ခဲ့တဲ့အရာတွေပြန်ပြီးတော့သင်ဖြစ်เสียမလိုဘူးဖြစ်တယ်ဘုရားကတင့်ကိုအဲ့ဒီသူတို့ကြုံခဲ့တဲ့သူတို့ဖြတ်တန်းခဲ့ရတဲ့သူတို့ရဲ့ယဉ်ဆိုင်ခဲ့ရတဲ့ ဘုံဇံတွေပဲပြန်လဲပြီးတော့တင့်ကိုမကြုံစေခြင်းအဲ့ဒီတဲကနေတင့်ဟာထိုးပေါက်ပြီးတော့အောင်မြင်နိုင်တဲ့သူတယောက်ဖြစ်တယ်အာမင်အတင်ကအဲ့ဒီသူတို့ကြဆင်းခဲ့တဲ့ပုံစံအတိုင်းပဲကြဆင်းဖို့ရန်အတွက်ဘုရားအလိုမရှိဘူးဆိုတာယုံကြည်ပါဘုရားခင်ကတင့်ကိုဒီ familiar spirit ဆိုရယ် spirit ရဲ့လက်အောက်ကနေပြီးတော့လွမြောက်စေမှာဖြစ်တယ်အဲ့ယင်းနေတဲ့ဝိညာဉ်ဆိုတာကမိသားစုလိုက်တော့လကောင်တယောက်ချင်းစီတိုင်းပုံမှာတော့လကောင်မဲမြေတွေအပေါ်မှာတော့လကောင် lesson ကမ်းပြီးတော့တက်ရောက်တဲ့ generational spirit အမျိုးဖြစ်တယ်။အော်ကျမတို့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပေါ်မှာတက်ရောက်လေးရှိတဲ့ spirit မျိုးဖြစ်တယ်။သူကနော်မကောင်းတဲ့အပြုမူမကောင်းတဲ့အလေးအကျင့်တွေလူတွေရဲ့အထင်းမှချီနှောင်ထားပြီးတော့အဲ့ဒီလူတွေကဒီအကျင့်ဒီအပြုအမူဒီအတွေးခေါ်ပုံစံသေးမှမလွတ်မြောက်အောင်တန်တရားစဝန်းတစ်ခုထဲမှာသူတို့ကိုချုပ်နှောင်ထားတာဖြစ်တယ်အဲ့ဆွဲလန်းခြင်းတွေကြောက်ရွံ့ခြင်းဒါမှမဟုတ်ရင်စင်ရဲခြင်းအဲ့ မကြမ်းမာခြင်းပုံကန်တက်ခြင်းစတဲ့ရန်သူမာနရဲ့လုပ်လေရှိတဲ့အရာတွေကိုယ့်ရဲ့သက်တာထဲမှာမလွတ်မြောက်နိုင်ဘူးဒီအရာကိုပဲပြန်ပြန်ပြီးတော့ကြုံနေရတယ်ဆိုရင်ဒါဟာ familiar spirit ရဲ့လုပ်ရက်တစ်ခုဖြစ်တယ်အဲ့တော့လူသူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့လူတွေကိုရှုံးနိမ့်စေခြင်းနဲ့လူတွေကိုဖျားခေါ်ထားတဲ့ခေါ်ခြင်းနဲ့မှာမတ်တမရက်နိုင်အောင်လို့လမ်းလွဲသွားအောင်လို့သူကအဓိကလှုပ်ဆောင်တာဖြစ်တယ် ဲ့တော့တခိုးကခိုးခြင်းတက်ခြင်းဖြည့်စည်ခြင်းငါပါလာတယ်လို့ပြောရကျမ်းစာမှာအဲ့တော့ယန္တူလာတဲ့အခါမှာယန္တူကကျမတို့ရဲ့အတ္တကိုပျက်စီးဖို့ရန်အတွက်သူကနီလန်းအမျိုးမျိုးကိုအသုံးပြုပြီးတော့လာတယ်အဲ့ဒီထဲမှာ familiar spirit ဟာလေးပဲဒီနေ့ကျမတို့ကိုပျက်စီးဖို့ရန်အတွက်ယန္တူကအသုံးပြုတဲ့နတ်ဆိုးတွေဖြစ်တယ်အဲ့ကျမကျမကျမတင့်ကိုတည်စေခြင်းနဲ့ familiar spirit ကဘာနဲ့တူလဲဆိုရင်နော်ကျမတို့သူက ကျမတို့ရဲ့လုပ်ပုံကိုင်ပုံတွေကျမတို့ရဲ့မိသားစုပုံစံကျမတို့ရဲ့မြို့တွေနိုင်ငံတွေရဲ့ပုံစံကိုသူကတိအောင်လုပ်ပြီးတော့ပြန်လည်ပြီးတော့ရန်သူမာနဲ့ရဲ့အပေါင်းပါတယ်။ဒီနေ့အဖြစ်ဟိတ်ခွာထားလို့မျိုးနော်နေရာကိုပြန်လည်ပြီးတော့တင်းပို့တဲ့သူဖြစ်တယ်။သူကစာရမဏေဆေလွတ်ထားတဲ့ထောက်လန်းရေးတွေဖြစ်တယ်။သူဆေလွတ်ထားတဲ့ကျမတို့နဲ့ပတ်သက်ပြီးတော့တိအောင်လုပ်တဲ့ spirit တွေဖြစ်တယ်။ အဲ့ဒီ spirit တွေကနော်ကျမတို့နေ့တိုင်းသွားလာတဲ့ခါမှာသူကကြိရှုနေတဲ့သူဖြစ်တယ်ဒါကြောင့်မလို့ရှင်ပေတု ORS အထဲမှာပြောတယ်ရှင်သေးကဘယ်သူကို မျိုးရမလဲဆိုပြီးတော့မျိုးဖို့ရန်အတွက်နော်အမဲမပြတ်လှဲ့လေပြီးတော့ကြိရှုနေရတယ်အရင်သူမနဲ့ကကျမတို့ကို deep familiar spirit တွေကိုထားတာပြီးတော့သူကလူတွေရဲ့အားနေချက်တွေလူတွေရဲ့အားတာချက်တွေ လူတွေရဲ့အတ္တတိုင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကိုကြည့်ရှုဖို့ရန်ဘသူကအဆိုင်လုပ်ထားတာဖြစ်တယ်ဒီ spirit တွေအသင်က spiritual welfare ဝင်ပြီးတော့ suit down တဲ့အခါမှာကျမတို့ရဲ့ယန္တူကဘသူလဲဘလိုမျိုးပုံစံနဲ့အလုပ်လုပ်လဲဆိုတော့သိတယ်ဆိုရင်တင်ဟာသူတို့ကိုဘလိုမျိုးပုံစံနဲ့ suit down ပြီးတော့ဖေရှားရမလဲဆိုတာလေတင်နားလေလေအကယ်လို့ဒီ family spirit အကြောင်းကိုကျမတို့မသိဘူးဘလိုလဲ ဘလို့ပုံစံနဲ့အလုပ်လုပ်တာလဲဆိုတော့ကျွန်တော်တို့မသိဘူးဆိုရင်ကျွန်တော်တို့တမာတတိနေပြီးတော့နေမယ်ဆိုရင်ကျွန်တော်တို့ကိုဖျားတခင်နော်ပေးခြင်းနဲ့အောင်မြင်ခြင်းနဲ့သွားဖို့ရတဲ့အစည်းအတားတွေကိုဘလို့ကြော်လွှားရမလဲကျွန်တော်တို့သိမှာမဟုတ်ဘူးဖြစ်တယ်အဲ့တော့ family spirit ကနော်လူတယောက်ချင်းစီတိုင်းရဲ့အားနေချက်အားတာချက်ကိုသူကသိအောင်လုပ်ပြီးတော့ကျွန်တော်ခုနပြောတဲ့သူကသူ့နတ်ဆိုးနဲ့အပေါင်းပါတွေကိုပြန်လည်ပြီးတော့သူကသတင်းပို့တဲ့သူဖြစ်တယ် နားလည်မလားမသိအဲ့တော့သင်ဘွားအသက်တာထဲမှာဒီ family spirit ကိုဖယ်ရှားဖို့ရန်အတွက်လိုတယ်ဟုတ်ပြီအဲ့တော့ family spirit ကနော်သူက family spirit လို့ပြောရင်လည်းမမှားဘူးဖြစ်တယ် familiar spirit လို့ပြောတဲ့အခါမှာ f a m i l i a r အဲ့တော့ familiar spirit က family spirit လို့လည်းအဓိပ္ပာယ်ရအဲ့တော့မျိုးရိုးစင်ဆက်ကနေစဉ်သက်တဲ့ spirit လေးပဲဖြစ်တယ်ဒါကြောင့်မလို့နော် science ကတော့မှပြောတယ်နော်သိပ္ပံပညာကပြောတယ် ဆရာဝန်နေစီမှာသင်စေကန်းတော့ပြရဲဆိုလို့ရှိရင်အမေအဖေမနော်အဖိုးဖွားမစီဂျိုသွေးဂျိုရှိလားနော်နှလုံးရောဂါရှိလားသွေးတိုးရောဂါရှိလားစပြီးသူတို့မေးတယ်ဒီရာက science ကတည်တယ် family ရဲ့ရှိခဲ့တဲ့ယောဂါကဒီနောက်တစ်ယောက်မှလည်းရှိဖို့ရတယ်အလားလာများတယ်ဘာကြောင့်မလို့လဲဆိုတော့ဒီ DNA ကို တိတ်ဆောင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ DNA ပဲပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ a familiar spirit ကလူတွေရဲ့ DNA နဲ့ပါသူကတွဲပြီးတော့အလုပ်လုပ်နိုင်နေဆိုတော့ကျမတို့တွေ့ရဒါကြောင့်မလို့ယောဂါတွေနော်ကြုံလူတွေကခံစားတဲ့ယောဂါတွေဒီမျိုးရိုးလိုက်တဲ့ယောဂါမျိုးတွေနှလုံးတို့စီချိုသွေးချိုတို့နော်သွေးတိုးယောဂါတို့ဒီယောဂါမျိုးတွေက familiar spirit ကြောင့်မလို့ဖြစ်တဲ့ယောဂါတွေဖြစ်တယ် ။ဟောဒါကြောင့်မလို့ကျွန်တော်တို့ကဒါကိုဝိညာဉ်ရေးရာအရာဆိုတာနားလည်ဖို့လိုတယ်။ဒါကရိုးရိုးပဲမကြမ်းမမှာဖြစ်တယ်လို့ကျွန်တော်တို့သိရမှာမို့ဒါဟာ spiritual issue ဖြစ်တယ်။ဝိညာဉ်ရေးရပြဿနာဖြစ်တယ်။เนาะဒါကြောင့်မလို့ကျမတို့ကတော့တိဖို့ရန်အတွက်လိုတယ် family spirit ကဘိုးဘေးတွေကနေပြီးတော့လေပါလာနိုင်တယ်။သူက family spirit လို့လည်းခေါ်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့တာဝန်ကဘာလို့လဲဆိုလို့ရှိရင်လူတွေကိုစောင့်ကြည့်ဖို့ရန်အတွက်ဖြစ်တယ်။ ဘိုးဘေးတွေရဲ့လုပ်ရက်တွေကိုသူတို့ကစောင့်ကြည့်ရယ်ဘိုးဘေးတွေလုပ်ရက်ကိုသူတို့ကပြန်လည်ပြီးတော့ဘာလုပ်လဲဆိုလို့ရှိရင်သူပုံတူကူးပြီးတော့နော်ဒီအားနှိတ်ချက်ကိုပဲနောက်မျိုးဆက်မှာလေးပဲပြန်ဖြစ်ဖို့ရန်အတွက်သူတို့က legal ground ရှာတာဖြစ်တယ်ဥပမာဆိုပါစို့သင်ရဲ့ဘိုးဘေးရဲ့ဆေးဘုတ်တဖို့မပေးဘူးဆိုလို့ရှိရင်ကျန်းစာရဲ့ဥပဒေအရဆိုလို့ရှိရင်လည်းပဲနော်ဘိုးဘေးတွေရဲ့ပြမားတဲ့အဖြစ်က နောက်သားသမီးတွေအထိနော်ဆက်ပေးရတာဖြစ်တယ်ကျန်းစာထဲမှာဂယုနာကအထောင်တောင်းရှည်တယ်လို့ပဲနော်ကျန်းစာထဲမှာပြောထားတယ်ဖယားခင်ကမျိုးဆက်တရဲ့အမင်္ဂလာကလည်း50ထိတိုင်အောင်တက်ရောက်တယ်ဆိုတော့နှုတ်ကပတ်တော်ရှိရဲ့အဲ့တော့ဖယားခင်ကဂယုနာကိုတော့အထောင်တောင်းရှည်လျားစီတယ်ဖယားဖြစ်တယ်ဒါပေမဲ့ဒီအပြစ်ကတော့နောက်မျိုးဆက်50ထိတိုင်အောင်တက်ရောက်အဲ့တော့ယန်သူကဘာလုပ်လဲဆိုရင်ဒီ familiar spirit ရဲ့အလုတ်က လူတွေရဲ့အားနည်းချက်ကိုသိအောင် လုပ်ပြီးတော့သူကတရင်ဝင် သူမက်တဲ့ရက်လို့ရမယ်စာရမဏေနဲ့နဆိုးတွေနဲ့အပေါင်းပါရီတရင်ဝင်မက်တဲ့ရက်လို့ရမယ်နေရာကိုသူကရှာတာဖြစ်တယ်အဲဒါမို့ကျမတို့ရဲ့ဘိုးဘေးတွေမှာအားနည်းတဲ့အားနည်းချက်တွေကို familiar spirit တွေကသိပြီးကျမတို့ကိုလည်းပြန်လည်ပြီးတော့အဲ့ဒီ theme မှာပုံစံတူဆွဲချဖို့ရန်အတွက်သူကစူးစမ်း အဲ့တော့အဲ့လိုပြောလို့သင်ကဒီပုံစံလေးပဲပြန်လေးပြီးတော့ကြဆင်းမယ်လို့ကျမမဆိုလို့ဒါပေမဲ့အဲ့ဒီနေရာမှာเนาะကျမတို့မှာအားနေတဲ့နေရာရှိတယ်ဆိုတာသိပြီးတော့ပူပြီးတော့ကျမတို့ဟာဝိညာဉ်တိုက်ပွဲဝင်ဆုတောင်းဖို့လိုတယ်ပူပြီးတော့ကျမတို့သတိထားဖို့လိုတယ်ဖရာသခင်ကိုပို့အားကိုးဖို့ရန်အတွက်လိုတယ်တန်ရှင်းသောဝိညာဉ်တော်ကိုအဲ့ဒီနေပယ်မှာပို့ပြီးတော့အားကိုးဖို့ရန်အတွက်လိုအပ်တယ် ။အာမင်။အဲ့တော့ကျမတို့ဟာနော်တကယ်ပဲဖရာသခင်ရဲ့အကြံစီအရာဖရာခင်ရဲ့ရည်ရွယ်ချက်အရာဖရာကကျမတို့ကိုကောင်းချီးပေးခြင်းနဲ့ဖရာကကျမတို့ကိုကြမ်းမာစေခြင်းနဲ့ဖရာကကျမတို့ကိုတကယ်ပဲဖရာသခင်ရဲ့ကြံစီထားတဲ့သမုတ်တရားသဲလုံးနဲ့အမြများပြတဲ့အကြံစီတွေကျမတို့ရဲ့အပေါ်မှာရှိရဲအဲ့ဒါတွေအားလုံးပြည့်စုံစေခြင်းလဲဒါမဲ့ကျမတို့မမေ့ရမယ့်အရာကကျမတို့မှာယန္တူရှိရဲအဲ့ဒီယန္တူက ကျမတို့ရဲ့ဘိုးဘေးတွေရဲ့အားနေချက်ကိုအသုံးပြုပြီးတော့သူတို့တွေရဲ့ကနေပါလာတဲ့ချိန်ချင်းအမင်္ဂလာတွေသူတို့တွေကနေပါလာတဲ့ဒီအပြစ်ရဲ့သူတို့ပြုတ်လောက်ခဲ့တဲ့ကျူးလွန်ခဲ့တဲ့အပြစ်ရဲ့ရလက်တွေကိုနောက်မျိုးဆက်ကိုသေလာဖို့ရန်အတွက်စူးစမ်းရရန်သူရှိတယ်ဆိုတော့ကျမတို့မမေ့ဖို့ရန်အတွက်လို့အဲ့တော့ကျမတို့ကသဘောကောင်းတဲ့ခရစ်ယာန်ဖြစ်နေုံမလုံလောက်ကျမတို့ကနော်ဖခင်သခင်ရဲ့အကြံစီကိုသိပြီးတော့ ဝိညာဉ်တိုက်ပွဲဝင်တက်တဲ့သူဖြစ်ဖို့လိုတယ်။ကျမတို့ကဖရဲရဲ့အကြံစီကိုသိပြီးတော့ယန်သူရဲ့လုံရက်ကယန်သူကဘေးလိုမျိုးနေရာကနေပြီးတော့ကျမတို့ကိုစီးတားနိုင်တယ်လေ။နှောက်ရှက်နိုင်တယ်လေ။တိုက်ခိုက်နိုင်တယ်လေဆိုသိပြီးတမာတတိရှိတဲ့လူလိုမဲ့အဲတော့အခြေအနေတွေကိုကြိုပြီးတော့သိထားပြီးတော့ပြင်ဆင်ထားတဲ့သူဖြစ်ရ။ယန်သူကတိုက်ခိုက်လာမှဟာဘလို့ဖြစ်လဲမသိဘူးဆိုပြီးတော့ ဖြစ်เสียအကြောင်းမရှိတမာတိရှိတဲ့သူကယဉ်သူဘေးနေရာကနေဝင်လာနိုင်လေဆိုတာကိုကြိုပြီးတော့သူကတွတ်ဆပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ကြုံရတဲ့အခါမှာအဲသွေးဆောင်မှုနဲ့ကြုံရတဲ့အခါမှာသင်က surprise ဘာမှမရှိဘူးတဲ့မှာနော်တဲ့မှာဒီကြုံလာရတဲ့အရာနဲ့ပတ်သက်ပြီးတော့ဖျားခင်ဘလို့ပုံစံနဲ့တုံ့ပြန်စေခြင်းလဲဆိုတာသင်ကသိပြီးသားဖြစ်ရတယ် အာမင်အဲဒါကြောင့်မလို့ကျမဒီနေ့နှုတ်ကပတ်တော်ဝင်ငါရခြင်းဖြစ်တယ်အဲ့တော့ဘာဖြစ်လို့များဆီမဆာရာတန်ရှင်းသောဝိညာဉ်တော်အကြောင်းမပြောဘဲနဲ့နော် family spirit နော်ဒီယန်သူရဲ့ဝိညာဉ်တွေအကြောင်းကိုပြောရတာလေကျမတို့ယန်သူကိုအထင်ကြီးဖို့တော့မလိုပါဒါပေမဲ့ယန်သူကိုအထင်လည်းမသေးပါနဲ့သူ့ကိုကောင်းကောင်းသိဖို့ယန်တို့လိုတယ်အဲ့တော့နော်စစ်ပွဲတွေတိုက်တဲ့အခါမှာကိုကိုစစ်တိုက်တာတော်အောင်လေ့ကျင့်ဖို့လိုသလို့ ကိုယ့်ရဲ့ရန်သူရဲ့စစ်အင်အား तू ဘလိုမျိုးအလုပ်လုပ်လဲဆိုတော့သူ့ရဲ့ technique တွေသူ့ရဲ့ညာမတွေပြည့်ရယ်တွေအားလုံးကိုသိအောင်လုပ်ထားဖို့ရန်အတွက်လို့တယ်ဒါမှပဲရန်သူကိုနော်တင်ဟာထိရောက်တဲ့ပုံစံနဲ့တိုက်ခိုက်နိုင်မှာဖြစ်တယ်ဒီနေ့ဒီတိုင်းပဲဝိညာဉ်ရေးကတိုက်ပွဲမှာလည်းဒီတိုင်းပဲရန်သူရဲ့ပြည့်ရယ်နဲ့ရန်သူရဲ့အလုပ်လုပ်ပုံသူ့ရဲ့ strategies တွေကိုကျမတို့ကသိအောင်လုပ်ဖို့ရန်အတွက်လို့အဲ့ဒီထဲကနေပြီးတော့ဒီနေ့မှာ familiar spirit ကိုကျမတို့ကအဓိကကြည့်ရှုသွားမှာဖြစ်တယ် အာမင်အာလလုယာအဲ့တော့သူ့ရဲ့အဓိကလုပ်တဲ့အရာက ကျမတို့ရဲ့တိုးတက်မှုကျမတို့ရဲ့ကြီးထွားမှုကျမတို့ရဲ့အောင်မြင်မှုကိုသူကစီးတားခြင်းလို့ဖြစ်တဲ့ကျမတို့ကိုဖျားခင်ပေးခြင်းနဲ့ destiny ကို မရောက်ဖို့ရန် အတွက်သူကလမ်းမှာစီးတားဖို့ရန်အတွက်ကြိုးစားရ spirit ဖြစ်တယ်အဲ့နံပါတ်1 familiar spirit ဟာ sound ကြီးတဲ့ spirit ဖြစ်တယ် အဲဆောင်ကြည့်တဲ့ spirit လို့ကျမတို့ပြောတဲ့အခါမှာသူကမျိုးဆက်တွေကိုဆောင်ကြည့်တဲ့ spirit လေဖြစ်တယ်။အဲတော့သင်ရဲ့ဘိုးဘေးကလေးကနေပြီးတော့သူဟာနော်အာဆောင်ကြည့်ရဲကျမတို့အားလုံးကမိသားစုကနေမွေးဖွားလာတဲ့လူတွေကြီးပဲ။ဒီမှာဘယ်သူမှကြက်ဥတလုံးကနေထွက်လာတဲ့ဆိုတဲ့သူမရှိဘူး။ဘယ်ကနေလာလဲငါအတီးတဲ့ကနေထွက်လာတယ်ဆိုတာမရှိဘူး။ကျမတို့အားလုံးကမိဘရှိရဲဘိုးဘေးရှိရဲဒီလိုမျိုး generation by generation စဉ်သက်တဲ့ system ကိုဖျားခံဒီမေကြီးမှတိဆောက်ထားတယ် ်အဲ့ဒါကလေဘုရားကလူကိုကောင်းချီးပေးခြင်းလို့ဖြစ်တယ်ဘုရားကဥမာဆိုအားဆိုအာဗြဟံရဲ့မျိုးနွယ်တွေကောင်းချီးပေးခြင်းတဲ့အတွက်ကြောင့်မလို့ဘုရားကလူသားတွေကိုမျိုးနွယ်အလိုက်ဖန်ဆင်းတယ်အာဗြဟံကိုကောင်းချီးပေးတဲ့ဘုရားကအာဗြဟံရဲ့သားဣဇက်ယာကုပ်နောက်ပြီးတော့ဣသရေလ12နွယ်စလုံးကိုကောင်းချီးပေးတယ်ကျမတို့ကိုလည်းကောင်းချီးပေးခြင်းတဲ့အခါမှာယေရှုခရစ်အဖင်အာဗြဟံရဲ့မျိုးနွယ်ဖြစ်စေတယ်လို့ပြောတယ်အဖရာသခင်ကမျိုးနွယ်အလိုက်လူကိုဖန်ဆင်းတာလူကို 牛油的刚出名了，看啥子一路皮的，阿妹。